ုတ်ကဲ့အားလုံးပဲမင်္ဂလာပါမင်္ဂလာပါဆရာကြီးမင်္ဂလာပါဟုတ်ဒီနေ့က2025ခုနှစ်ဇွန်လ22ရက်နေ့ပေါ့နော်22ရက်နေ့ကျွန်တော်တို့ထူးခြားသတင်းရယ်ပြီးတော့ဆရာကြီးကိုလည်းမေးစရာအများကြီးရှိတယ်ပေါ့နော်ဒါကျွန်တော်စကားမဆက်ပြောရင်းရနေပါတချို့တိရတဲ့အသည့်တွေပေါ့နော်ဒါလည်းပြည်သူကိုကျွန်တော်တိစေခြင်းနေပေါ့နော်ဒါရင်းနဲ့ပတ်သက်ပြီးတော့မှနောက်ပိုင်းကြလို့ရှိရင်ကျွန်တော်တို့ဒီဟာတွေကဗီဒီယိုမှတ်တမ်းတစ်ခုအနေနဲ့ကျွန်တော်တို့က record လဲကြံနေခြင်းနေအဒီရွယ်ချက်ပေါ့နော်ဒါကဒီလိုရှိပါလားဒါတွေငါတို့မသိခဲ့တဲ့အတွက် အဲတခုချွတ်ချော်ခဲ့ပါလားဆိုတဲ့အကြောင်းအရာတွေပေါ့နော်အဲဒါကကျွန်တော်တို့ဗီဒီယို record မှတ်တမ်းလေးကြံနေခြင်းလို့ပေါ့နော်ဒါလေးထည့်ပြောအောင်ပါပေါ့အဲ့တော့ဒီနေ့ကတော့ဆရာကြီးနည်းနည်းဆရာကြီးကိုမမေးခင်ပေါ့နော်အထူးခြားသတင်းလေးပေါ့နော်ထူးခြားသတင်းနဲ့ပတ်သက်ပြီးတော့ဒါ BBN နေရဲ့အဲဒါဟိုဗမာပြည်သူလူမျိုးရေးတက်ပေါ့နော်အဲ BBN နေရဲ့ဟိုဟာဒါလို့ရှိရင်ဒါအပတ်စဉ်6ပေါ့နော်တင်းနှင်းဆင်းပွဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါ NUG ကပညာရေးနဲ့ကျန်းမာရေးဝန်ကြီး အဲဆရာကြီးဒေါက်တာဇော်ဝေဆိုးတို့ပြီးလို့ရှိရင်ကျွန်တော်တို့ TNN တွေကမကျော်ကြီးတာဖုံးကျော်တို့ပြီးရင်ကျွန်တော်တို့အဲကရီနီယာဆိုလို့ရှိရင်အခွန်ဘီထူးတို့ကိုခွန်ဘီထူးတို့တက်ရောက်တယ်ပြီးရင်ကျွန်တော် AA ကတက်မှုတို့ပြီးရင်နောက်ထပ် ABSGS ကအဓုဥက္ခရတို့ပါတို့တက်ရောက်တယ်ပေါ့နော်တက်ရောက်ပြီးတော့မှာဒါတင်နန်းစင်းဂုံပြူပွဲကိုလာရောက်အားပေးကြတယ်ပေါ့နော်လာရောက်အားပေးပြီးတော့မှာညင်ညွညွတ်တစုတစည်းတဲ့သွားပြီးတော့မှာတွေ့ရတယ် AA ရော TNN တွေရော ဒါကြံတဲ့လူတွေကလည်းဒါ तू อ่ะ तू ကိစ္စနဲ့ तू မအားလို့မတရားနိုင်တာတွေရှင်းရှိမှာပေါ့เนาะဒါပေမဲ့ထုတ်ပြန်ကြရင်ဒီလူတွေတက်ရောက်တယ်ဆိုတဲ့ဟာ TNNA Greeny AA ဟာ NUG ပြီးရင် BBNA BBNA ရဲ့ဒီကိုကေးမူမောင်ဆောင်ခရဲ့ပြီးတော့ဒါ ABSD ရဲ့ဟိုဘာလို့အကုန်လုံးပေါ့เนาะတော်လန်ရင်ရဲ့ရှေ့မီနောက်မီတွေရောဒါတိုင်းသားတော်လန်ရင်တက်ဖွဲ့ခေါင်းဆောင်တချို့ရောပေါ့เนาะဒါတွေတက်ရောက်တဲ့ခါကျတော့ဒီတင်းနှင်းစင်းမွေးကြီးကတော်တော် ထုတ်ပြလာရဲ့အချိန်မှာတော်တော်အာရခြေနှက်ဖွယ်ရှိရလို့လည်းပြောလို့ရတယ်ဗောနော်။ဘာကြောင့်လဲဆိုတော့ဒါကကျွန်တော်တို့ပြည်သူလူထုအနေနဲ့တချို့အကြောင်းအရာတွေမှာဝေဝါးနေတာတွေရှိတယ်ဗောဆရာကြီးက။ဘာလဲဆိုတော့အဓိကအန်ယူဂျီလက်အောက်ခံမဟုတ်တော့တယင်းလို့ဒါ MOD လက်အောက်ခံမဟုတ်တော့တယင်းလို့ကိုဒါတော်လန်ยีလမ်းကြောင်းကနေတွေ့ဖယ်နေတယ်လို့အထင်ခံရတဲ့ဟာတွေဗောနော်။ဒါတွေနဲ့ပတ်သက်လို့လည်းအဓိကကကျွန်တော်တို့ကအတုဆိုင်ရာဆိုင်ရာနားကိုရာတွေတိဆောက်ရာတွေနော် ကျင်လေရာတွေဟိုဟာဖြစ်တာတွေဖြတ်တန်းတဲ့နေရာတွေဒါမတူတာပါအနာခိုရာမတူဘူးပေါ့နော်ဒီအဓိကတော့ဒီဟာပြောချင်တာပေါ့အဲ့တော့နာခိုရာမတူတဲ့ဟာကိုကျွန်တော်တို့ဒါ NUG အောက်မဝင်လို့ MOD အောက်မဝင်လို့ဆိုတာတဲ့ဆာလို့ရှိရင်သူ့ရဲ့လားရာကဘယ်လိုသွားနေလဲဆိုတဲ့ဟာကိုကျွန်တော်တို့ကကြည့်ရမှာပေါ့နော်အဲ့တော့အကူညီထောက်ပံ့မှုကလည်းဒီလိုပဲသွားတင်တာပေါ့နော်ဒါ MOD ရောက်တရင်မဟုတ်လို့ငါတို့ကတော့မလူနိုင်ဘူးဒါ NUG ရောက်တရင်မဟုတ်လို့မလူနိုင်ဘူးဆိုတာတဲ့ဆာလို့ရှိရင် ူလက်ရှိဘာကြီးလုပ်နေလဲဆိုတော့ VPN တွေရဲ့ကွန်ရက်ကတချို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒါမောင်ဆောင်ခနဲ့ကျွန်တော်နဲ့တွေ့တဲ့အချိန်မှာတော်တော်များများစကားပြောပြတယ်ပေါ့နော်ပြောပြတဲ့အခါကျတော့ဒီသူ့ရဲ့ကွန်ရက်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ကအကုန်လုံးကြီးပြည်သူလူထုကိုခြားပြတဲ့နဲ့အချိန်မဟုတ်သေးလို့ပြည်သူလူထုကိုထုတ်ဖို့ပြောပြောကြားတဲ့နဲ့အချိန်မဟုတ်သေးလို့မပြောကြားသေးတာပေါ့နော်သူ့မှာအများကြီးပါဖြန့်ကျက်ထားတဲ့ကွန်ရက်တွေဟိုနေရာမှာဆိုလို့ရှိရင်လေဟိုတိုက်ပွဲတရင်ထုတ်ပြန်ချက်လေးကိုကြီးလိုက်တာနဲ့သူက VPN လေးပါတယ် ဒီဆိုလို့ရှိရင် VPN လေးပါတယ်ဆိုတော့ VPN ရဲ့ကွန်ရက်ကဒါ AA ကဲ့သို့ပဲပေါ့နော် AA ဆိုလို့ရှိရင်လည်းဒါအများကြီးဟိုမြောက်ပိုင်း၃ဝင်မှာလည်းတူပါရဲ့ ARV တိုင်းမှာတိုက်နေတော့လည်းတူပါရဲ့ဟိုဒီတိုင်းလည်းပါတယ်မကွေးတိုင်းလည်းပါတယ်ဗမော်မှာတိုက်နေတော့လည်းဒါဗိုလ်ချုပ်ထွန်းမြတ်နိုင်ကသူ့ရဲဘော်ဗီဒီယိုဝေါ်ခေါ်ပြီးတော့တော့မဲ့ဗမော်ကရဲဘော်ကိုလှမ်းပြီးတော့အားပေးလိုက်သေးတယ်ဒီလိုမျိုးတွေပေါ့နော်လက်တံဖြန့်ဖြန့်ကျက်ထားတဲ့ဟာကတော်တော်များတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ VPN လေးအနေနဲ့ကလည်း ါဖြန့်ဖြန့်ကျက်ထားတာတွေများတယ်ပေါ့နော်ဖြန့်ကျက်တာတွေများတယ်တော်လှန်ရေးမှာတကယ်ထဲထဲဝင်လှုပ်ဆောင်နေတဲ့အဖွဲ့တစ်ဖွဲ့ရဲ့ရဲလို့ပြောလို့ရတယ်ပြီးတော့ကျန်တဲ့ဒီလိုမျိုးစုစုစည်းစည်းပေါ့နော်ကျန်တဲ့အန်တိုင်းသားလက်နဲ့ကိုင်းတိုင်းသားတော်လှန်ရေးတပ်ဖွဲ့တွေက NUG တာဝန်ရှိသူတွေဟိုចောင်းသားဟောင်း ABS တွေအဖွဲ့တွေကပါလာလာဖြစ်တယ်တော်တော်အားရတဲ့အခြေအနေတစ်ခုလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်အဲဒါကတော့ကျွန်တော်တို့စီးရီးရ အဲဒါဒေါ်လာရေးတက်ဖွဲ့တက်ဖွဲ့ရဲ့အားကောင်းလာမှုအခြေအနေကိုဒါပြည်သူလူထုကိုကျွန်တော်တည်တင်တည်ထိုင်တဲ့လောက်ကလေးဒါရှင်းလင်းပြောကြတာဗောနော်ဒါတပိုင်းပေါ့နောက်တစ်ခုကကျွန်တော်တို့အဲဆရာကြီးကျွန်တော်တို့နိုင်ငံမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီစစ်တပ်ထဲမှာနေခဲ့တော့ရောဒီချိန် CDN လုတ်ပြီးတဲ့ဘက်ကူပြောင်းပြီးတဲ့နောက်ပိုင်းရောဗောနော်ပြီးရင်ပြည်သူလူထုတချို့ကရောဒါတည်တဲ့လူလည်းရှင်းရှိပါလိမ့်မယ်ပြည်သူလူထုတချို့ကရောကျွန်တော်တို့ထင်နေတာဗောနော်နိုင်ငံသားဝင်ငွေအရှာပေးနိုင်တော့ ဌာနကမြန်မာနိုင်ငံမှာဘာဖြစ်မလဲပေါ့နော်အကူတန်းစီးပွားရေးနဲ့ကူတန်းရောင်းဝယ်ရေးလားနားမို့တဲ့ဟိုတယ်ခီးလားဟိုတယ်နဲ့ခီးသွားလိုက်ဝင်ကြီးဌာနကရှာပေးနိုင်တာလားဘယ်လိုလဲပေါ့နော်အနေဆက်ဂိတ်တွေကလားဘယ်ကဂိတ်တွေကလဲအဲ့လိုမျိုးနော်ကတ်စတန်အကောက်ခွန်ကလားဘယ်ကလဲပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တို့တွေဝေခွဲမရခဲ့တိတိကျကျမသိခဲ့ဘူးပေါ့နော်အဲ့တော့ဆရာကြီးနဲ့စကားဆက်ပြီးလို့ပြောတဲ့ချိန်ညမှာနိုင်ငံခြားဝန်ဝေအကောင့်တုံးကအရင်နည်းမလိုပဲနဲ့အကောင့်တုံးရတာပဲနေရတာဟုတ်ဟိုပါပေါ့ ို့ဆောင်ရေးဝင်ကြီးဌာနပေါ့မြန်မာနိုင်ငံမှာပို့ဆောင်ရေးဝင်ကြီးဌာနလက်ချောင်းပို့ဆောင်ရေးဝင်ကြီးဌာနဒါမြန်မာနိုင်ငံမှာဖြတ်ကျော်ပြန်တန်းနဲ့ over fly လေးရင်းနေရပဲဒါနိုင်ငံခြားဝင်ဝင်ရတယ်ပေါ့ဘူးကအဲ့ဒီအရင်တော့ကျွန်တော်တို့ငငယ်တော့လဲဒါမသိခဲ့ဘူးမသိခဲ့ဘူးဒါဟိုပါပေါ့2009နှစ်မှာကျွန်တော်မင်္ဂလာတောင်လေးတဲ့စကန်ဌာနချုပ်ဒါလက်ချောင်းရံကာကွယ်ရေးကုကဲမှုဌာနမှာတာဝန်ကျတဲ့အချိန်မှာစပြီးတော့တည်တာပေါ့တည်တဲ့ သူကတရက်တရက်ပြန်တန်းတဲ့ဒါမြန်မာနိုင်ငံပေါ်မှာဖျက်ကျော်ပြန်တန်းတဲ့လေရင်ပေါင်းကလည်းအစီးတထောင်ကျော်ရန်ဖန်ရန်ခါမှာတထောင်အောက်လည်းရှိတာပေါ့ဘုံဘူးကအဲ့ဒီမှာမှဒါခုနဒီဥပမာကျွန်တော်တို့တရုတ်ကနေမှအိန္ဒိယသွားမယ်လို့နောက်တစ်ခုကထိုင်းကနေမှအိန္ဒိယသွားမယ်လို့ဆိုတော့မဖြစ်မနေတာမြန်မာနိုင်ငံပေါ်ကဖျက်ပြဖြတ်ကျော်ပြန်တန်းရမှာပဲဗောနော်အဲ့လိုဖြတ်ကျော်ပြန်တန်းမယ်ဆိုရင်ကျွန်တော်တို့ကခုနလေရင်အမျိုးကောဆိုင်ပေါ့ဥမာ ဟိုတရုတ်ဆိုရင်ကျွန်တော်တို့ China 905ဆိုတော့905ကောဆိုင်ပြီးတော့ခုနလေရင်အမျိုးသားပေါ့ Boeing 737လာနောက်တစ်ခုက Airbus လာအဲဒါမျိုးတွေကျွန်တော်တို့ကခုနပြန်တန်းတဲ့အမြင့်ပေတွေအစလိုက်ပြီးတော့ record လုပ်ရတာပေါ့နောက်သူပဲ reporting point ပဲကိုရောက်မယ်ဆိုတာတွေ record လုပ်ရတယ်နောက်တစ်ခုကလေရင်တစ်စီးကိုသူကပုံမူကဒေါ်လာ100အနေကြီးမှာဒေါ်လာ600အထိ ရှိတယ်ပေါ့နော်ဟိုတတ်မှတ်ထားတာအနည်းဆုံးက100ပဲဟုတ်ကဲ့ဟုတ်ကဲ့အနည်းဆုံး100ပဲလို့ပြောလို့ရတယ်ဟုတ်တယ်ဟုတ်တယ်အနည်းဆုံးကဒေါ်လာ100 100ပဲပေါ့နော်ဟိုတရက်တရက်ကို600အထိဆိုတချို့လေမျိုးစားတော့မတူဘူးပေါ့ခုနလိုဒီ flight ပေါ်မှာမူတည်တာပဲကျွန်တော်တို့ cargo flight လာနောက်တစ်ခုကဒီ transport flight လာ ferry flight လာပေါ့နောက် minister ဝန်ကြီးချုပ် flight လာ medical စေးဟိုပါပေါ့စေးနဲ့ပတ်သက်တဲ့ ခုနပစ္စည်းတွေတည်ယူပို့ဆောင်ရေးလာအဲ့ဒါမျိုးမှာလေးရင်တံပေါ်မှာမူတည်ပြီးတော့ဒါမြန်မာနိုင်ငံအောင်ပေးဆောင်ရတာပေါ့ဟုတ်ဟုတ်အဲ့တော့ဒါဆရာကြီးပြောပြတဲ့ပုံရဆိုလို့ရှိရင်ကျွန်တော်တို့ကဒါအနေအနှိမ့်ဆုံးကတော့လေးရင်တစ်စည်းကိုဒေါ်လာ100ရရတယ်ဟုတ်အဲ့တော့တရက်ကိုအစည်းပေါင်းကသူက1000ပတ်လည်လောက်အဲ့ဒါမြန်မာနိုင်ငံဘောကနေပြီးတော့မှဖြတ်ကျော်ပြန်တန်းခွင့်တောင်းပြီးတော့မှဖြတ်ကျော်ပြန်တန်းနေတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့တရားကို1000နဲ့မြှောက်မယ်ဆိုလို့ရှိရင်ဒါတရက်ကို ဒေါ်လာ3သိန်းအနှိမ့်ဆုံးပေါ့နော်အနှိမ့်ဆုံးဒေါ်လာ3သိန်းလောက်ကတော့မြန်မာနိုင်ငံရဲ့ဒါနိုင်ငံသားဝင်ငွေရှိရပေါ့နော်ဒါဘာအရင်နီးလို့လဲဆိုတော့ဘာမှအရင်နီးမလို့ဘူးကိုယ့်ရဲ့လေပိုင်နဲ့တည်းကိုဖြတ်ကျော်ပြန်တန်းခွင့်ပြုတ်လိုက်တာလေးတခုတည်းနဲ့ပေါ့နော်အဲ့တော့အဲ့ဒီမှာဒီတော့အာနာသိမ့်လိုက်ကောအာနာသိမ့်လိုက်တဲ့အခါကျတော့ဒီနေ့ကျွန်တော်2021ပေါ့နော်ဖေဖော်ဝါရီ1ရက်နေ့ကနေစပြီးတော့ဒီနေ့ဒီချိန်ထိကျွန်တော်နိုင်ငံပေါ်မှာဖြတ်ကျော်ပြန်တန်းနဲ့လေရင်ရှိသေးလားမရှိတော့ဘူးလား အခုအာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာလည်းဒါဖြတ်ကျော်ပြန်တမ်းမှုရှိတယ်ပေါ့အဓိကကတော့ဘုံမူကသူကနိုင်ငံတနိုင်ငံနဲ့တနိုင်ငံစစ်ဖြစ်မှသာဖြတ်ကျော်ပြန်တမ်းခွင့်မပေးတော့တာပေါ့ဘာကြောင့်လဲဆိုတော့အခုလက်ရှိဆိုရင်ကျွန်တော်တို့ Israel နဲ့ Iran နဲ့ဒါတိုက်ပွဲတွေဖြစ်နေတယ်တိုက်ပွဲတွေဖြစ်နေတဲ့အတွက်ကြောင့်ခုန Iran drone ကြီးတွေနဲ့ပစ်တဲ့အခါကျတော့ဒီအပေါ်ကဒီလေယာဉ်လေးကိုမှန်မှဟိုဟာဖြစ်လို့ပေါ့နော်ဟိုဘယ်လိုပြောမလဲ passenger flight တွေအနေရရှိတဲ့အတွက်ကြောင့်ဒါ Iran ဟို ဖြတ်မပြန်တာတို့နောက်တစ်ခုက Israel ဘောကဖြတ်မပြန်တာတို့နောက် Ukraine နဲ့ Russia နဲ့ဖြစ်နေတယ်ဆိုရင်လည်းအခု Ukraine ဘောကနေပြီးတော့ဖြတ်ကျော်ပြန်တန်းခွင့်မရှိတာမျိုးတွေအဲ့ဒီလိုမရှိတဲ့အခါကျတော့ဝင်ဝင်မရတော့ဘူးပေါ့အခုဒါကကျွန်တော်တို့မြန်မာနိုင်ငံကတော့ခုလက်ရှိကတော့ပြည်တွင်းစစ်ဖြစ်နေတဲ့အတွက်ကြောင့်ခုလက်ရှိလည်းဒါဖြတ်ကျော်ပြန်တန်းနေတော့ပဲပေါ့လေဒါဟိုပြီးခဲ့တဲ့2024ခုနှစ်ကဆိုရင်ဒါတလတလဟိုဒေါ်လာဟို9တန်းနောက်တစ်ခုက 8တန်းအဲ့လိုတလားဒလားကို US ဒေါ်လာ9တန်း8တန်းအနည်းဆုံးဝင်နေပေါ့နော်ဒါပြီးခဲ့တဲ့2024ခုနှစ်ကဟိုပေါ့6လ9လအတွင်းတဲ့ဟို30 million ပေါ့ဒါ6လစာလောက်ပဲရှိတယ်တကယ်30 million ဆိုရင်ပဲခုနလောက်ဟို why တစည်းစာလောက်ဒါ6လစာဝယ်လို့ရတနည်းအတွင်း why တောင်နှစ်စည်းလောက်ဝယ်လို့ရတဲ့အနေအထားမျိုး အထီကိုနိုင်ငံခြားဝင်ဝင်ဝင်တာပေါ့လေဟုတ်အဲ့တော့ဒီဟာက သူကအစိုးရအဆက်ဆက်ကပေါ့နော်အစိုးရအဆက်ဆက်ကကျွန်တော်တို့အပြည်သူကိုဒီကိစ္စတွေအတိပေးခဲ့လားအတိမပေးခဲ့ဘူးလားပေါ့နော်ဘယ်ဘယ်ချိန်ကျမှဒါအစိုးရအချင်းချင်းတော့အစိုးရအပြောင်းလဲဆိုတာကကျွန်တော်တို့စီမှာဆိုလို့ရှိရင်အပြောင်းလဲကကျွန်တော်တို့ငငယ်ငယ်ကနေပြန်တွက်မယ်ဆိုလို့ရှိရင်30ပဲရှိသေးတာဟုတ်အတန်းရှိရဲ့တိမ့်တိမ့်ရဲ့ဒီကျွန်တော်တို့တော်ရရဲ့ NND ဆိုတာလက်ထက် ဒီ30ပဲရှိသေးတယ်ဗောဒီဒီတစ်ဆက်ကတော့ဒါမတရားယူထားတဲ့တစ်ဆက်ဗောနော်အရင်အဆက်ကလည်းမတရားယူထားတဲ့အဆက်လို့ပြောလို့ရတာဗောအဲ့တော့အစိုးရအချင်းချင်းတောင်မှာဘယ်ချိန်ကြမှာအချင်းပြောင်းမှာဘယ်ချိန်ကြမှာအတီးပေးလဲဗောနော်အဲ့ဒါတွေကိုဒီနိုင်ငံခြားဝင်ငွေနဲ့ပတ်သက်ပြီးတော့ဒါတန်းချွေဗောနော်ရှေ့မှာနေဝင်းတော့ပါထားလိုက်တော့ကျွန်တော်တို့တန်းချွေကိုကောင်းကောင်းမိခဲ့တဲ့အတွက်ကြောင့်တန်းချွေလက်ထက်မှာခရေမှာဒါနိုင်ငံခြားဝင်ငွေဟိုဘလောက်ဝင်တယ်ဆိုတာကိုပြည်သူကိုပွင့်လင်းမြင်မြင်ပွင့်ပွင့်လင်းလင်းမြင်မြင် ် sorry အဲ့ဒါပြန်ပြောလိုက်မယ်နော်ပြည်သူ့ဘုံမှုကပွင့်လင်းမြင်တောင်းချမပြခဲ့ဘူးချမပြခဲ့ဘူးတော့ပြီးတန်းရွှေခင်မာတော့လည်းဒါမြန်မာနိုင်ငံဘောကဖျက်ချော်ပြန်တန်းနဲ့ over fly ဘလောက်ဝင်ဝင်ရှိတယ်ဆိုတာမပြောခဲ့ဘူးဗောနော်တိမ့်စိတ်အစိုးရလက်ထက်မှာလည်းမပြောခဲ့ဘူးဒါပေမဲ့တိမ့်စိတ်ကခုန2015လောက်မှာ NLD အစိုးရကိုဒါအာဏာလွှဲရတော့မယ်အချိန်2014လောက်ကြာမှာထပြီးတော့တိမ့်စိတ်အစိုးရမှာဒါမီလီယံဒေါ်လာ တစ်နှစ်ကိုဒေါ်လာတန်း100ကျော်ဝင်ပါတယ်ဆိုတာမျိုးဒါဟိုတိမ့်စိန်ဆိုရ2014လောက်မှာစပြီးတော့ပြည်သူကိုချပြခဲ့တာပေါ့လေဟုတ်အဲ့တော့ဒီဟာနဲ့ပတ်သက်လို့ဦးလက်ရှိလေမြန်မာနိုင်ငံပေါ်မှာကျွန်တော်တို့ overflying ကတော့လက်ရှိလုံနေသေးပဲပေါ့နော်လုံနေသေးပဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒေါ်လာရင်းတက်ဖွဲ့တွေအနေနဲ့လည်းဒါသတိထားစရာအချက်တစ်ချက်ဖြစ်လာပြီလို့ပြောလို့ရတာပေါ့နော်ဒီစားတဲ့အချက်ချက်အရင်ကတင်းတိခဲ့မယ်ပေါ့ဒါလည်းအခုမှတိတဲ့လူလည်းရှိမယ်ပေါ့နော် ါဒါကကျွန်တော်တို့နှစ်လစဉ်နှစ်စဉ်ဒါမင်းအွန်လိုင်းကိုလှုပ်ကြွေးနေတဲ့လေထဲကနေလှုပ်ကြွေးနေတဲ့ဒါအကြောင်းချင်းရတစ်ချက်ဝင်ဝေးကြီးကြီးမားမားတစ်ခုရှိသေးတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့သတိထားဖို့လိုလာပြီပေါ့နော်အဲ့တော့ तू ကကျွန်တော်တို့တခြားစီးပွားရေးပိတ်ဆို့မှုတွေရှိလာခဲ့ရင်တော့မှပဲဒီဝင်ငွေနဲ့သူ့အတွက်ဒါလက်နဲ့ဒီခဲရန်ဒီဝယ်လို့ရလို့ပြည်သူလူထုအတွက်ဘုံကျဲဖို့ဆိုပြီးတော့မှပြည်သူလူထုကိုဘုံကျဲဖို့အတွက်လေရင်တွေလည်း ထပ်မံဝယ်ယူနိုင်တာဖြစ်တယ်ဗောနော်ဒါကြောင့်မလို့ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေကလည်းဒီကိစ္စကိုထဲထဲဝဝင်တတိထားစေခြင်းနဲ့ဗောနော်အဲ့တော့တောက်လျှောက်အဲ့တော့ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေကပြင်မှတ်ထားပြီးတော့တိုက်ခိုက်ရမယ်ဟာဒီရှိလာပြီဆိုလို့ရှိရင်ဘယ်သူတွေကအရေးကြီးလာမလဲဆိုတာအဲ့ဒီဝင်ငွေကိုရှာပေးနေတာဘယ်ကောင်တွေလဲဘယ်နေရာမှာအခြေပြုလဲဆိုတာနည်းနည်းပြောပြရအောင်ဟာအဓိကတော့ဒါဟိုဒီပို့ဆောင်ရေးဝင်ကြီးဌာနကပဲဒီ overflying ကိုဟို control လုပ်တာပေါ့ ADC ခေါ်တာပေါ့ကျွန်တော်တို့ Air Traffic Control Center ဆိုတာဒါမြန်မာနိုင်ငံရဲ့ပုံမူကအထက်ပိုင်းနဲ့မြန်မာနိုင်ငံရဲ့အောက်ပိုင်းပေါ့နှစ်ပိုင်းနှစ်ပိုင်းဟိုမှာအဲဟို upper lower ဆိုပြီးခွဲထားတယ် upper ကတော့သူက frequency number ခုနဒီရန်ကုန်ကပဲနှစ်ခုလုံးကို control လုပ်တယ် frequency number ကတော့126.75နဲ့နောက်ဟို lower ကတော့127.75ဆိုပြီးဟိုရင်တော့ဒီ channel နှစ်ခုနဲ့ပေါ့ frequency နှစ်ခုနဲ့ပဲ control လုပ်ခဲ့တာ ဒါရင်တစည်းကကျွန်တော်တို့မြန်မာနိုင်ငံအတွင်းထဲကိုဒီ over flying ကဘယ်ဖြစ်ဖြစ်ခုနရှစ်ကျူးနန်းရှစ်ကျူးဘလိုပဲဖြစ်ဖြစ်ပေါ့နော်ဒါ over flying တွေမဟုတ်ဘူးရှစ်ကျူးနန်းရှစ်ကျူးတွေကလည်းဒါဝင်ဝင်ရှိတယ်ပေါ့ဟိုမြန်မာနိုင်ငံဘောကဖြတ်ကျော်ပြန်တန်းတော့မယ်ဆိုတာနဲ့သူကခုနပါမရှင်တင်ရတာပေါ့ဒီဥပမာသူ့ဟိုပါပေါ့လင်းအမျိုးသားပေါ့ China ဥပမာ China 905 Boeing 737 rule ကတော့ခုနဥပမာတရုတ်ကနေမှခုနအိန္ဒိယသွားမယ်ပဲဖြစ်ဖြစ်တရုတ်ကနေမှတခြား နောက်ဥရောပနိုင်ငံသွားမယ်ပဲဖြစ်ဖြစ်ဒါပါမရှင်ကြိုတင်ရတယ်တင်တင်တာဥမာခုနသူ flight ခုနရှိမှပြောခဲ့သလို flight မျိုးစားပါမျိုးစားလဲကာဂိုလား ferry လား transport လားအမျိုးမျိုးပေါ့အဲ့ဒါတွေဥမာခုနမြန်မာနိုင်ငံကဖြတ်ကျော်ပြန်တန်းခွင့်ပေးလိုက်ပြီဆိုမှသူဖြတ်ကျော်ပြန်တန်းတာပေါ့ဖြတ်ကျော်ပြန်တန်းခံဒီမှာဥမာကျွန်တော်တို့ဒီ China ပေါ့တရုတ်ကနေဒီမှာလာမယ်ဆိုရင်သူကတတ်မှတ်ထားတယ်မြန်မာနိုင်ငံကိုမဝင်ခင်မှာ FIR ဆိုတာရှိတယ် FIR ဆိုတာတော့ flight information region ပေါ့နော် FIR ပြီးလို့ရှိရင်နောက်တစ်ခုက ADIZ ဆိုတာရှိတယ်မြင်းပေါ့ ADIZ မြင်းကတော့ကျွန်တော်တို့ခုန Air Defense Identification Zone ဆိုပြီးတော့သတ်မှတ်ထားတာပေါ့လေတစီကဒီ China 905တရုတ်ကနေပြဝင်မယ်ဆိုရင်ကျွန်တော်တို့ဒီ point လေးတွေသတ်မှတ်ထားတယ်လင်းဆိုဆိုပြီးတော့အဲ့လင်းဆိုရောက်ပြီဆိုတာနဲ့ခုနလမ်းပြီးတော့ပိုက်လောက်သတင်းပို့တာပေါ့နော် China 905 overhead လင်းဆိုဆိုပြီးတော့ဒီ controller ဟိုလမ်းသတင်းပို့တယ်ပို့ပြီးတော့မှခုနသူ့ရဲ့ဟို ဟိုပါဘော squat number ဘလောက် squat number ဆိုတော့ squat number လို့လည်းခေါ်တယ်ကျွန်တော်တို့က transponder လို့လည်းခေါ်တာပေါ့အဲဟို transponder number ကခုန7401ဆိုတော့70401အမြင့်ပေရဘလောက်မှာရှိတယ်ဆိုတော့သူတင်းဆိုရောက်ပြီဆိုတော့တရင်ပို့တယ်တရင်ပို့ပြီးလို့ရှိရင်ခုန controller ကနေမှခုန china 905လေးကိုပြန်ပြီးတော့ဟိုပါဖြစ်တာပေါ့ report link ဟိုပါ last show ပေါ့ last show ဆက်သွားခိုင်းတယ်လာချိုးရောက်လို့ရှိရင်ထပ်ပြီးတော့တရင်ပို့ပါဆိုပြီးတော့အဲ့လိုမျိုးခုန တရင်ပို့ခိုင်းတယ်နောက်တစ်ခုကကျွန်တော်တို့ဒီဟို overflying နေရ international air route ဆိုတာရှိတယ်ဘုံက overflying မှာ international air route ရှိတယ်နောက်တစ်ခုကပြည်တွင်းထဲမှာကျွန်တော်ခုန domestic air route ဆိုပြီးတော့သူ့ရဲ့လမ်းကြောင်းတွေတတ်မှတ်ပေးပြီးသားတတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်းပဲပြန်ရတယ်အမြင့်ပေဆိုရင်လည်းသူတတ်မှတ်ထားတဲ့အမြင့်ပေပေါ့အခုမြန်မာနိုင်ငံရဲ့အရှိတ်ကဝင်မယ်ဆိုရင်ကျွန်တော်တို့ကဒါအမြင့်ပေကိုစုံကဏ္ဍနဲ့တတ်မှတ်ထားတာပေါ့ကွန်ထရိုလာတွေကအမြင့်ပေစုံကဏ္ဍအောင်မှာခုန အမြင့်ပေးဟိုပါ flight level 3200 3400 3600အဲဒါစုံကနန်းနဲ့ကြီးလိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒါမြန်မာနိုင်ငံရဲ့အရှိတ်ကဝင်တဲ့လေးရင်တတ်မှတ်ထားပြီမြန်မာနိုင်ငံရဲ့အနောက်ဘက်ကဝင်မဲ့လေးရင်တွေကိုကျွန်တော်ကျွန်တော်ဟိုပါအမြင့်ပေးမှာကနန်းနဲ့တတ်မှတ်ထားပါဥပမာ3500 3800 3900 4000 3000 3000 3000အဲ့လိုမှာကနန်းနေနေပဲဟိုခွဲခြားထားပြီးတော့မှဒီ controller ကနေပြီးတော့ radar တွေကနေပြီးမှကြည့်ပြီးတော့ control လုပ်တာမျိုးတွေပေါ့နော်ဒါဟိုမြန်မာနိုင်ငံရဲ့အရှိတ်ဘက်ကဝင်မယ်ဆိုရင်သူက reporting point တွေအများကြီးပဲခုနကလိုတရုတ်ဘက်ကဝင်မယ်ဆိုရင်လင်ဆိုတို့ဘန်ကောက်တို့ထိုင်းနိုင်ငံဘက်ကဝင်မယ်ဆိုရင်ခုနလင်မနာဘတ်နိုတန်နက်အဲ့လိုမျိုးနာမည်လေးတွေ point လေးတွေပေးထားတယ်နောက်တစ်ခုကအိန္ဒိယဝင်မယ်ဆိုရင်လည်းကျွန်တော်တို့ Sheila တို့ Ansor တို့အဲ့လိုနာမည်လေးတွေပေါ့ T-Bot တို့အဲ့လိုနာမည်လေးတွေတက်မှတ်တာပေးထားတဲ့အတိုင်းကိုသူတို့ကဟို reporting point ရောက်ပြီဆိုတော့ တရင်ပို့ရတာပေါ့နော်တရင်ပို့ပြီးတော့တမတ်ထားတဲ့လမ်းကြောင်းအတိုင်းလာတယ်လာပြီးတော့မှခုနဒီရာသီဥတုမကောင်းဘူးဆိုရင်ဒါ controller ကိုလမ်းပြီးတော့ request လုပ်ရတာပိုက်လို့อ่ะဒါဘယ်ဘက်ကိုခြောက်မဲဆိုရင် lag of track 30 mine 30ခြောက်မဲဆိုရင်လည်း mine 30ခြောက်မဲအဲနောက်တစ်ခုကညာဘက်ပေါ့ right of track mine 30ဆိုရင်လည်း30အဲအဲ့ဒါကိုခွင့်ပြုမိတ်လမ်းတောင်းတာတာဝါ controller ကနေမှ approach လုံးမှခွင့်ပြုမှဒါလင်ဒီပိုက်လို့อ่ะအဲ ်ဘယ်ဘက်ချောင်ချောင်ညာဘက်ချောင်ချောင် controller ခွင့်ပြုတဲ့အတိုင်းပဲပြန်တန်းရတာပေါ့ဟုတ်ဟုတ်အဲ့တော့ဒါဟိုဆရာကြီးလည်းအများကြီးပြောပြလိုက်တဲ့အခါကျဘူးသူရလည်းအများကြီးရတယ်ပေါ့နော်ပြည်သူလူထုတည်တင်တည်ထိုက်တဲ့ဟာကြီးလည်းအများကြီးပါတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီနိုင်ငံအပေါ်မှာတရက်တရက်ကိုဒါလေရင်အစီပေါင်းတထောင်ဝင်းကျင်လောက်ပေါ့နော်အဲဒီဖြတ်ကျော်ပြန်တန်းနေတဲ့အခါကျတော့လေရင်တန်ကဒါပြည်သူလူထုအပေါ်မှာတော်ကြတစည်းသွားပြန်ပြီအဲ့ဒီသူ့ရဲ့ဒီဟို ဖြတ်ကျော်ပြန်နှမ်းမယ်မြို့တွေရွာတွေကြတော့ကျွန်တော်ပြည်သူကလည်းလင်းရင်ကိုကြောက်နေတဲ့အချိန်ဆိုတော့ဗောနော်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ခီးသွွားလင်းရင်လားဟိုကပြည်တွင်းကငါတို့ဘုံကျဲဖို့လာတဲ့စစ်ကောင်စီကလင်းရင်လားဆိုတဲ့ဟာကိုခွဲခြားတရှိဖို့အတွက်ကြတော့ဘယ်လိုလုပ်ရမလဲပေါ့နော်အဲသူတို့ဒီကူအညာဘက်မှာဆိုရှင်ဟိုဟာ announce လုပ်တယ်ပေါ့သူကဘယ်နေရာနေဘယ်နေရာနေမကွေးလီတာစကန်နေဂျက်ဖိုက်တာတစ်စီးတက်လာပါတယ်ဘယ်ဘဲကုတ်ဥတီဝါပါတယ် ည်သူလူတို့သတိထားဖို့သူကတောက်လျှောက်អော်ပေးနေတဲ့ဆက်သွယ်ရေးဇက်တွေလည်းရှိတာပေါ့เนาะအဲ့တော့ကိုယ်အန်ရပေးမဲ့လေရင်နဲ့တာမန်ခီးသွားလေရင်ပေါ့เนาะအိုဗာဖလိုင်းလေရင်ကိုဘယ်လိုခွဲကြမလဲပေါ့ဟောအဓိကအခုဟိုပုံမှုပြောသလိုပဲပေါ့เนาะအရင်တော့ဒေါ်လာရေးရဲ့ဘော်တွေကဒီចောင်းစောက်ကြည့်တရင်ပေးဒေါ်လာရေးရဲ့ဘော်တွေကခုနကလို Jet Fighter လာရှုံမျိုးပေါ်ကနေမှမြောက်ဖက်ကိုဖြတ်ပြန်ဖြတ်ကျော်ပြန်တန်းသွားတယ်လို့နောက်တစ်ခုက Navy တော်ကနေဖြတ်ကျော်ပြန်တန်းသွားတယ်လို့ဆိုပြီးတော့ဒီ ျွန်တော်တို့ Telegram channel တွေကနေမှာသတင်းပေးကြရပါတော့။သတင်းပေးပြီးမှခုနလိုစစ်တပ်ကဒီမြန်မာနိုင်ငံရဲ့ကွင်းပေါ်မှာတက်ဖဲနဲ့တော်တော်များများတချို့ဟာတွေက overfly overfly လေရင်နေဖြစ်နေတာပေါ့။ဖြစ်နေတဲ့အခါကျတော့ဒါဟိုကျွန်တော်တို့ flight radar 24ကနေမှာကြည့်မှာဒါ overfly လေရင်ဆိုတာကိုသိရတယ်။အဲ့ဒီကျတော့အခုနောက်ပိုင်းဆိုရင်ဒါတော်လိုင်းရဲဘော်တွေတော်တော်များများတော့သဘောပေါက်နေဒါချက်တက်တယ်ဆိုရင်ဟိုချက်တက်တယ်လို့ Telegram ကပြောလိုက်တိုင်း မယုံတော့ဘူးပေါ့နော်ဒါ over over ပေါ့ဖုန်းဖွင့်ပြီး internet ဖွင့်ပြီး flight radar 24ဟိုဖွင့်ပြီးကြည့်လိုက်တာ ਨੇ ဒါဘယ်နိုင်ငံအနေမျိုးလာတဲ့လေရင်ဆိုတော့ဒါတော်လိုင်းရေးပေါ့တော်တော်များများသိနေပြီပေါ့အဲ့ဒါ application လားဟုတ်ကဲ့ဟုတ်အဲ့ဒါဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ပြည်သူလူထုအနေနဲ့လဲပေါ့နော်လေရင်တန်ကြားပြီဆိုလို့ရှိရင်ကျွန်တော်တို့တော်လိုင်းပြည်သူလူထုရောဒါဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ပြည်သူသူကကျဲပြီဆိုလို့ရှိရင်ရွာပေါ်တို့မြို့ပေါ်တို့တွေကျဲတတ်တဲ့ စာတင်ကြောင်းတို့ဘာတို့တွေကျက်တတ်တဲ့အလေအကျင့်တွေရှိလာပြီဖြစ်တဲ့အတွက်ဒါ internet line မမီဘူးဆိုရင်တော့မှပဲမိတဲ့လူမိတဲ့နေရာနဲ့ဆက်သွယ်ရေးဆက်တခုတော့စာတင်ကြောင်းတို့စေယုံတို့ဘာတို့မှတခုခုထားတင်နေပေါ့နော် ထားပြီးတော့မှ internet line မိတဲ့လူကကြည့်ကြည့်ပေးပြီးတော့မှဒါကတော့တာမန်ခကြီးသွားလေရင်ဒါကတော့ငါတို့အန်ရယ်ပေးမဲ့လေရင်ဆိုတဲ့ဟာကိုဒါခွဲကြပြီးတော့မှပြည်သူလူထုနေလေဒီ flight radar 24ဆိုတဲ့ application လေးကိုဖုန်းထဲမှာထည့်ပြီးတော့မှဒါသုံးဆွဲတင်တယ်ဆိုတာလေကျွန်တော်အနေနဲ့အကြံပြုပြသေးပြအားလုံးပဲကျေးဇူးတင်ပါတယ်